ကိုရှာကြည့်တော့တာကိုကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်။ဒါဆိုကျွန်တော်ကတော့ပြောပြပေးနေချင်းဖြစ်ပါတယ်။ဒါဆိုကျွန်တော်တို့ကခုနကကျွန်တော်ပြောရတာ thank you ပြောတာ။ကျွန်တော်ကဒီ budget ရတဲ့မှာဒါကိုအခုနိုင်မှာကျွန်တော်အဓိကပြည့်နေမှာစတင်ချက်ပေါ်နေတာ။အကယ်၍ရတာကိုတော့တာလေအချင်းတွဲရဲ့ချူတော့ပြောလာရင်တော့ရှာကြည့်ကျွန်တော်ကတက်နေလိုက်။ကျွန်တော်တခြားစကားတို့ဒီကြည့်ရဲ့ market ရဲ့ ခုကတော့ဘယ်လိုဘာပြီးတော့ပြောတော့ကိုရှင်းတယ်လက်ကညည်းတော့လည်းဖတ်ကြည့်ကြပါရစေပြန်ရမယ်ဆိုတော့ကဒရပ်ဖို့ဒီရပါဝင်ခြင်းနဲ့ဒီဘက်ကလည်းကျွန်တော်ပြောကြရစကားရှင်းရှင်းလေးဒရပ်ဖို့စိတ်ကိုဖိရတယ်ဒါချက်ပဲပါမစွန်းနေပြန်ပေါ်ဆက်တယ်ဘယ်လိုစပါဆိုလဲဘယ်လိုကပ်တယ်ဒီကလေးပြန်ချောင်းဟုတ်တယ်ဘယ်တော့ဘက်ကတော့ဘယ်ချက်မှာဖြစ်တယ်ဒီကအခုပေါ်ဆိုရပါမယ်။ဒီခုပဲကျွန်တော်တို့ဒီလိုရင်းပြခတ်တာရှိပါလေ။နေပြီးတော့မှချက်ပါမှာဖြစ်ပါဘူး။ ပါတယ်။အရင်ကြီးလွတ်တော်ရှိတဲ့ကြောင့်ကျွန်တော်ပြတ်ချင်ပါတယ်။ဒီလိုတစ်ခါလာဆိုရက်ပြည့်ပြတ်ပါ။အင်းပြီးတော့မှဆိုပါမှာဖြစ်ပါတယ်။ဟုတ်ကဲ့။အော်ကျွန်တော်နားလည်တာလုပ်ငန်းရှင်တစ်ခုဖြစ်နေတယ် drug မှာကျွန်တော်တို့ကျွန်တော်တို့တွေဆိုတော့ဝင်ပြီးဆွေးနွေးမလားဒါမှမဟုတ် drug တင်ပြီးတော့ဘေးအဆင့်ရောက်မှကျွန်တော်ဆွေးနွေးမလားအဲ့တစ်ခုဖြစ်နေတယ်ဆိုတော့အရင်ဆုံးကျွန်တော်မူကားဖြင့်နံပါတ်ချက်ကိုမူကားဖြင့်သဘောတူလိုက်မယ်ပြီးတော့မှလုပ်ငန်းရှင်ကိုတော့ဘယ်အဆင့်မှကျွန်တော်ဆွေးနွေးမလဲဆိုတာတက်တက်ဆွေးနွေးကောင်းမလို့ကျွန်တော်ထင်တယ်ကိုတို့အဲ့ဒီဆွေးနွေးချက်ကိုလုံးဝရာဂိုင်လုံးပြေထောက်ခံ ဘာလို့ထောက်ခါလဲဆိုပြောတဲ့စကားကကန်းကုန်သွားပြီဘယ်အချိန်မှဆွေးနွေးဆွေးနွေးဘယ်အချိန်မှဘာလို့ဘာလို့အားလုံးဖြစ်တယ်ဆိုတဲ့အတွက်ဟိုတားပြောတဲ့ကိစ္စရကဒါဟိုလက်ခံတယ်ထောက်ခံတယ်ဒါကြောင့်မို့လို့အခု၆ကိုဘယ်လိုပဲလုပ်လို့သဘောတူပါတယ်လို့ပြောပြီးပြီဆိုရင်ကိုတို့အမြင်ပြောမယ်ဆိုရင်တော့ဒီစာသားအတိုင်းပဲအားလုံးလက်ခံပြီးသွားရင်နောက်သွားမယ်လုပ်ငန်းစဉ်ဆွေးနွေးတဲ့အထဲကြလို့ရှိရင် ဆက်လုပ်သွားတာပို့ကောင်းပါဘယ်လိုပုံစံလုပ်မလဲဆိုတာဆက်ပြီးတော့မှဟိုဖြစ်လိုက်ပေါ့နော်ဆိုတော့6ကိုမူအားဖြစ်သဘောတူရယ်ပေါ့အဲ့လိုမျိုးလိုက်ပို့ကောင်းပါဟိုဦးသိန်းစောဆွေးနွေးတာကိုကျွန်တော်လက်ခံပါတယ်ထောက်လဲထောက်ခံပါတယ်အဲ့ဒါဟိုလက်တွေ့လုပ်ဖို့ပါပဲဟိုကျောင်းသားတွေပြောနေတယ်အဲ့ဒါပါအဲ့တော့ကျွန်တော်တို့ကနော်ဒီကနေပြီးတော့အဲ့ဒီဥပဒေကျမ်းပြင်ပြီးရေးဆွဲမဲ့အဖွဲ့နော်ကျောင်းသားတွေကလည်းကိုယ်စလဲ၅ရောက်တော့တခါတည်းတောင်းပြီးတော့နော်ဒီဘက်ကလည်း၅ရောက်တော့ တခါတည်းကိုယ်စလဲတွေထည့်ပြီးတော့ဝိုင်းထိုင်ပြီးတော့တော့ပြင်ဆင်ဥတွေရန်ကိုတိုင်တိုင်ပင်ပင်ရေးဆွဲပြီးတော့မှာခုနကဟိုထုံးစံကြီးတဲ့အတိုင်း procedure အတိုင်းဆက်လုပ်သွားရင်အဲကျွန်တော်ကောင်းမယ်ထင်ပါတယ်ကျွန်တော်ကျွန်တော်တစ်ခုတင်ပြပါမယ်ဆက်တဲ့ချက်ထဲမှာ30နဲ့70ကကျွန်တော်တို့ရဲ့ parameter ပေါ့ပညာရေးဝန်ကြီးဌာနရဲ့လုတ်ပိုင်ခွင့်ပေါင်းရဲ့ကြော်တဲ့အချက်တွေဖြစ်တယ် နောက်တချို့အချက်ကလည်းဒီကျွန်တော်တို့ပညာရေးဝန်ကြီးဌာနနဲ့ draft ရေးတဲ့အဆင့်မှာတယ်ကျွန်တော်တို့ပြင်လို့ဆွေးနွေးနေလို့ရှင်လည်းအဆုံးဖြတ်ပဲတော့မှမရနိုင်အဲ့လိုမရနိုင်တဲ့အဆုံးဖြတ်တွေဖြစ်တဲ့ကြောင်းတနေရာထဲမှာအဆုံးဖြတ်ဖြစ်သွားစေတဲ့ကြောင်းကျွန်တော်တို့ပညာရေးဝန်ကြီးဌာနအစိုးရဖွဲ့နဲ့တစင် bill ကိုအမြန်ဆုံးပြင်လိုက်ပါမယ်ပြင်လိုက်လို့ရှင်ဟိုဘက်ကြလို့ရှင်ကျွန်တော်တို့ဒီမှာ draft မှာဆွေးနွေးအငင်းခုံဖြစ်ရမယ်အချက်တွေအပါအဝင်ပါအကုန်လုံးဟာ ဖို့ပဲကြလို့ရှိရင်အပြည့်အပြဆွေးနွေးသွားနိုင်မှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီ17ချက်ထဲမှာဟုတ်လားပညာရေးအသုံးစိတ်ကိုတနိုင်ငံလုံးရဲ့အသုံးစိတ်ရဲ့20ရာရင်းလုံးသတ်မှတ်နိုင်ရေးတို့ဘာလို့ကြားတဲ့အခါကျတော့ပညာရေးဝန်ကြီးဌာနအနေနဲ့လည်းပညာရှင်တွေရောဘယ်လိုပဲဆွေးနွေးဆွေးနွေးကျွန်တော်တို့လည်းမဆွေးနွေးတတ်ဘူးကျွန်တော်တို့ဒီဘိုင်းတွေကကျွန်တော်တို့ဘိုင်းတွေမဟုတ်ဘူးဥပမာလေးတစ်ချက်ကိုကျွန်တော်ထောက်ပြတာပါဒါကြောင့်မလို့ကျွန်တော်တို့ဒီဘက်မှာအဲ့အရာတွေကိုငင်းခုန်နေမယ်အစားကျွန်တော်တို့ကြံတဲ့အချက်တွေကခုနကတော့ဖတ်ပြပြီးအကုန်သဘောတူတယ် အကုန်ပြင်မယ်ကျွန်တော်တို့ပြင်လို့ရနိုင်တဲ့နေဖေရဲ့ကြော်လွန်သောဟာတွေပါနေတယ်ပါနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီဘီလ်ကိုအပေါ်စားမှာဒီ7ချက်အားလုံးကိုထည့်ရေးပေးလိုက်မယ်ရေးပေးပြီးတော့မှအောက်ကဘီလ်နဲ့အကုန်တွဲတင်တဲ့အခါမှာဟိုဘက်မှာအပီးပြဆွေးနွေးလို့ရသွားပါမယ်ကျွန်တော်တင်ပြတာရှင်းမဲ့ထင်ပါတယ်ဆရာကြီးအဲ့ငယ်ကျွန်တော်ရှင်းနေခင်ဗျာရှင်းနေဒါပေမဲ့ကျွန်တော်တို့အခု6ချက်ကိုကျွန်တော်ရှင်းမှာနံပါတ်6ပဲရှိသေးတယ်အဲ့တော့နံပါတ်6ကိုမှကျွန်တော်ကမူအားဖြင့်သဘောတူတယ်ဘယ်လိုဆက်လုပ်မလဲအဲ့ဒါကိုပြီးရင်တိတိကျကျဆွေးနွေးမှာ အဲ့လိုမျိုးကျွန်တော်ဖိစေခြင်းပါအဲ့တော့နံပါတ်9ကိုဆက်သွားလိုက်ပိုကောင်းမယ်ထင်ပါတယ်ရပါတယ်ရပါတယ်ရတယ်ကဲအားလေးပါခဏလေးပါနံပါတ်9ကိုဆက်မသွားခင်လေအဓိကကျွန်တော်တို့ကဒီ precondition ကိုချက်ပေးတာကစက်တချက်ကိုကျွန်တော်တောင်းဆိုတဲ့စက်တချက်ကိုဘယ်လိုပုံစံလုပ်မယ်ဆိုတဲ့ဥစ္စာဘယ်လိုပြင်မလဲဆိုတာသိကျင်လို့ဒီအချက်ကိုချက်ကိုအခိုင်အမာတင်တာပေါ့အဲ့တော့ကျွန်တော်ကဒီ နံပါတ်6ချက်ကိုနောက်မှဆင်းနေမယ်ဆိုရင်17ချက်17ချက်ကိုဘယ်လိုပြင်မယ်မသိရတဲ့ကျန်တဲ့အချက်တွေဟာတိတ်အရေးမကြီးဘူးလို့ထင်တယ်ကျွန်တော်ကျွန်တော်ခုနားလေတာကကျွန်တော်က17ချက်ကိုပြင်ဖို့တောင်းဆိုရဲအဲ17ချက်ပြင်တဲ့အချိန်မှာလွတ်တော်နဲ့ဆိုင်တဲ့ကိစ္စဖြစ်ဖြစ်သူရနဲ့ဆိုင်တဲ့ကိစ္စဖြစ်ပညာရေးနဲ့ဆိုင်တဲ့ကိစ္စဖြစ်ကျွန်တော်ကျောင်းသားတမကကိုယ်စလေတွေကျောင်းသားတမကတွေကျောင်းသားတွေကို တဲ့ရဆင်းနေပဲပြီအားရရလာဒရက်ကိုမှပြင်ပြီးဖို့တွတ်တော်ထပ်ပြီးတင်ခိုင်းတော့ပြောတော့ဘာနော်နော်ဟိုဒါပေမဲ့အခုဆင်းနေနေတဲ့အခြေအနေမှာတော့ကျွန်တော်အိုက်ပင်စံမရှိဘူးလို့သိရတယ်အဲ့တော့အဓိကတော့ကျွန်တော်အားလုံးပဲကြည်ကြည်လည်လည်ဖြစ်ချင်တယ်ကြည်ကြည်လည်လည်သိချင်တယ်လွတ်တော်ရဲ့သဘောထားကိုသိသွားပြီကျွန်တော်အစိုးရရဲ့သဘောထားကိုလည်းကျွန်တော်အားလုံးသိချင်တယ် ကျွန်တော်တို့ဒီဆက်တစ်ချက်ကတော့ဆက်တစ်ချက်ကတော့နိုင်ငံတော်သမ္မတကြီးကနေလုပ်ပေးနိုင်တာအလုံးလုပ်ပေးလိုက်ဆိုပြီးတော့ကျွန်တော်တို့မူပေးထားပြီးသားဖြစ်ပါတယ်။အဲတော့တိုးတော်လည်းပဲကျွန်တော်တို့ကဥပဒေစည်းမျဉ်းနဲ့ဒါတွေကိုလုပ်ကင်ပေးရမှာဖြစ်ပါတယ်။သမ္မတကြီးလည်းဥပဒေကိုကြော်လို့မရဘူးကျွန်တော်တို့လည်းဥပဒေကိုကြော်လို့မရဘူး။အဲတော့အဲ့လိုဆက်တစ်ချက်တည်းမှာဥပဒေမရှိသေးရင်လည်းဥပဒေလုပ်ပေးရမယ့်တာဝန်ဟာ လွတ်တော်ဖြစ်ပါအဲ့တော့လွတ်တော်ကိုကျွန်တော်ပုံချတာမဟုတ်ဘူးလွတ်တော်ကလည်းသူ့ရဲ့ process အတိုင်းသူဆက်ပြီးတော့လုပ်သွားမှာဖြစ်ပါကျွန်တော်ရှိမှဆွံ့နှွေးပြီးတော့လွတ်တော်ကိုပို့လိုက်ရင်လဲလွတ်တော်မှာတစ်ခါထပ်ပြီးဆွံ့နှွေးတဲ့ခါကျနှစ်ကြိမ်ဆွံ့နှွေးရမှာဖြစ်တယ်အဲ့တော့အခုလွတ်တော်ကလည်းသူကဒါကိုဝိုင်းဝန်းဆောင်ရွက်ပေးမယ်အဲခိုးမဆွေးနွေးမယ်ဆိုရင်လည်းအဲ1 break ထင်းနဲ့ပြီးသွားမှာဖြစ်တဲ့အတွက်ဒီ process ဟာပို့ပြီးတော့မြန်သွားပါတယ်ခင်ဗျ။ကြောင့်မလို့ခမလွတ်တော်မှာဆွေးနွေးတဲ့အခါမှာလည်းဒီဟာအစိုးရအဖွဲ့ကျွန်တော်တို့ပါမှာပေါ့ဗျာ။ တရားဦးလည်းပါမှာပေါ့ဗျာပညာရှင်တွေလည်းပါမှာပေါ့ဗျာအနေနီးကလည်းပါမှာပေါ့အဲ့မှာဆွနေကြတာပေါ့အဲ့ဒီ process ကပိုကောင်းပါလေကျွန်တော်နည်းနည်းနမူနာနားလည်လိုက်တာပါလွတ်တော်ချမ်းကပြောလိုက်တာကဒီလေးပွင့်ဆိုင်လီလန်းနဲ့ဥရိမူချမ်းကိုဆက်တစ်ချက်ကိုမြင်ရှင်းမယ်ဆိုရင်တကယ်လို့လွတ်တော်ကိုဖိတ်မယ်ဆိုရင်လွတ်တော်ကကျွန်တော်ဆွနေဝအဆင့်မှာလည်းတက်မယ်ဘယ်လိုအဆင့်မျိုးလွတ်တော်ကတက်မယ်လို့သဘောထားကိုကျွန်တော်ကရှင်းရင်းနဲ့သိရခုနပြလိုက်တယ်အခုမကျွန်တော်သိနေတာကဒီဥရိဒီ ဟိုလေးပွင့်တဲ့နီလန်းနဲ့ဒီဆက်တချက်ပြင်ဆင်တာကိုကျွန်တော်တို့အစိုးရဘက်အချမ်းအနေနဲ့ခုနဥပဒေလွတ်တော်ဘက်ကတော့တက်တက်မယ်လို့စကားပြောထားတယ်ကျွန်တော်အန်အန်လီကလည်းចောင်းသားတွေဘက်ကလည်းဒါကိုတွဲဖို့ဆင်နေမယ်အစိုးရဘက်ကရောကျွန်တော်တို့ကိုအဲ့လိုလုပ်ပြီးပြင်ဆင်ခြင်းတဲ့သဘောပြင်ဆင်ခြင်းတဲ့သဘောလားရှိသလားပေါ့အဲ့တော့ကျွန်တော်သိချင်တာပါကျွန်တော်တို့ဒီထပ်ဆွန်းလေးစရာတော့မလို့ဒီလွတ်တော်ဘက်ကခုနကတော့ကျွန်တော်တို့လုပ်လို့မရတဲ့ပါရာမီတာတွေကျော်တယ်ပညာရေးသုံးစိတ်ကိုတနိုင်ငံလုံးသုံးစိတ်ရဲ့20ရာရင်လုံးသတ်မှတ်ရေးတို့ကျန်တဲ့အချက်တွေမှာ ဟိုပညာရေးဝန်ကြီးဌာနလုံးလုံးမရတဲ့အချက်တွေကိုတထိုင်နေနဲ့ဒီမှာတက်ရောက်လာတဲ့ကိုယ်စလဲအားပဲပြန်တဲ့လွှတ်တော်ကိုယ်စလဲမှာပါပဲနဲ့အဆုံးဖြတ်ပေးနိုင်ရင်တော့ကျွန်တော်က happy ပါဟာ no 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 ဒါတော့မဖြစ်နိုင်ဘူးလေဒါတော့မဖြစ်နိုင်ဘူးအဲ့လိုတော့ပြောလို့မရလေပြည်တော်စုလွှတ်တော်ဆိုတာပြည်တော်စုလွှတ်တော်မှာပဲသွားရမယ်ကျွန်တော်တို့ကပြည်တော်စုလွှတ်တော်ကနေပြီးတော့နာယကကြီးတွေဆီလွှတ်လိုက်တဲ့ကိုယ်စလဲသားလင်းဖြစ်တယ်ပြည်တော်စုလွှတ်တော်ကြီးကဆီလွှတ်လိုက်တဲ့အာနာအပြည့်ပေးလိုက်တဲ့ကိုယ်စလဲ မဟုတ်ဘူးဒါကြောင့်ဒီအားလုံးလဲနားလေတယ်ဒီဟာကသွတ်တော်ကိုတင်ပေးပါတင်တဲ့အချိန်မှာကျွန်တော်တို့ပြောတဲ့အစိပ်ပိုင်းကရှင်းပါတယ်ဟိုတိတ်ခက်ခက်ခဲခဲလဲဘာမှလဲမရှိနိုင်ပါဘူး၁၇ချက်ရှိပါတယ်ဒီ၁၇ချက်ကလည်းပညာရေးဝန်ကြီးဌာနအခုလက်ရှိတော့ Focal Ministry ပေါ့နော်ပြောမယ်ဆိုရင်လဲ Government Site ပေါ့ဘာလို့ဆိုသူလဲ Cabinet တင်ရမှာဟုတ်အဲ့တော့ government ဘက်မှာဒီကိုမလာခင်မှာကြိုဆွေးနွေးမယ်ဆွေးနွေးတဲ့အချိန်မှာ အလုံးပါဝင်ပြီးတော့ဖိတ်မယ်ဆိုလဲကျွန်တော်တို့သွားပေးမယ်တကယ်လို့ကျွန်တော်တို့ဒီဟာကိုပဲလွတ်တော်ကိုတွဲလိုက်မယ်ဆိုရင်လည်းလွတ်တော်ကဆွေးနွေးပါဆိုရင်အလုံး all inclusiveness ဆွေးနွေးပေးမယ်ဆိုတဲ့ကျွန်တော်တို့အဲ့လိုကျွန်တော်တို့ပြောခြင်းဖြစ်ပါအဲ့တော့နှစ်နည်းစလုံးမှာဘယ်နည်းကိုပဲရွေးရွေးကျွန်တော်တို့အခက်ခဲမရှိဘူးဘယ်နည်းကိုပဲရွေးရွေးအခက်ခဲမရှိဘူးဘယ်နည်းကိုရွေးပြီးဖြစ်ပါစေကျွန်တော်တို့အလုံးပါဝင်လို့ရတယ်သို့တော့ အစိုးရဘက်အချမ်းနေနဲ့ပြောတာကတော့ဒီ၁၇ချက်စလုံးနဲ့သူရထားပြီးပြီအဲ့တော့ဒီ၁၇ချက်၁၇ချက်စလုံးကိုတချို့ဟာတွေလည်းသူလုံးလို့ရတယ်တချို့ဟာတွေလည်းသူ့ရဲ့အခွင့်အာဏာတွေကိုကြော်နေတယ်ဒါကြောင့်လုံးလို့ရတဲ့ဟာတွေကိုလုံးလို့ရတဲ့ပုံစံနဲ့လုံးလို့မရတဲ့ဥစ္စာကိုလည်းလုံးလို့မရတဲ့အနေအထားဒီလိုတော့ရှိနေပါတယ်ဆိုပြီးတော့ဒါဥပဒေကြပြုပြီးတော့လွတ်တော်ကိုပို့မယ်ဆိုတဲ့သဘောပေါ့အဲ့တော့လွတ်တော်ရောက်လာရင်လည်းဆက်ဆွေးနွေးပါဒါကြောင့်နှခါမဟုတ်ဘဲနဲ့ အချိန်နဲ့ပဲသွတ်တော်မှာဆွေးနွေးနိုင်တဲ့အစီအမျိုးဖြစ်အောင်လုပ်ပေးပါလို့ဒီလိုကျွန်တော်ပြောနေတယ်လို့ကျွန်တော်စိတ်ထဲမှာခံစားပါတယ်။ဒါကျွန်တော်ထင်တယ်လေဟိုခုနကတော့သူတို့ပြောတဲ့အထက်မှာလည်းပါပါတယ်။ဟိုဒီဆက်တချက်နဲ့ပတ်သက်လို့အချိန်ကာလအတိုင်းတာတတ်တတ်ချက်မရှိဘူးဆိုလို့ရှိရင်တော့ဒါပြန်ပြီးတော့ဆွေးနွေးမယ်ဆိုရင်လည်းဟိုတန်လက်ခံပေးပါ။ဘာမှအခက်အခဲမရှိပါဘူး။ကျွန်တော်တို့ဖိရင်လည်းကျွန်တော်တို့တက်ပြင်မယ်။ဒိုဒီဘုတ်ကျွန်တော်တို့စီလာရင်လည်း ကျွန်တော်တို့လွတ်တော်ကဖိုကယ်လုတ်ပြီးလုတ်ပေးပါဆိုရင်လည်းကျွန်တော်တို့လုတ်ပေးမယ် SU light လုတ်ပါလို့ဒါပြောတာကျွန်တော်ရှင်းပါတယ်ကျွန်တော်တို့ပြောပြရတယ်ကျွန်တော်ဒီစက်တစ်ချက်ကိုအခုနားထောင်ပြီးတော့ယူသွားပါပြီဆိုတာကိုเจ้าသားများလူကျင်တာမဟုတ်ပါဘူးအဲ့တော့ယူသွားပြီးတော့မှဆွေးမယ် state holder အားလုံးဟိုတွေဖိတ်တဲ့အခါမှာမင်းတို့လည်းရောပြီးတော့ပါတိုင်တယ်ဆိုတာမဟုတ်ဘဲနဲ့ ဒီလေးဝင်းဆိုင်မှာရှိတဲ့ကျောင်းသားတွေကိုတိုင်ကောက block ကိုဆွဲတင်တာအဲ့တော့တွတ်တော်အားပဲလို့လို့ပြည်ဆိုင်ဝင်ကြီးဌာနပဲလို့လို့ဘုရားပဲလို့လို့ဒီကျောင်းသားတွေပါဖို့ပါခြင်းလဲဆိုတာကိုသူတို့အခိုင်အမာတောင်းဆိုနေတာဖြစ်ပါတယ်လို့ကျွန်တော်သင်ပြပြကျွန်တော်မြင်တာကတော့လေဒီမြို့သားပညာရေးဥပဒေပြန်လဲ ုံးသက်ရေးကော်မတီလိုဟာမျိုးပြန်ဒီမှာကျွန်တော်လေးပွင့်ဆိုင်နေရလူတွေကိုကိုစားပြုပြီးတော့ဖွဲ့လိုက်ပြီးတော့မှဆက်ပြီးတော့နောက်ပိုင်းဆက် timing speed timing ဆွေးနေတာကိုအဲ့လိုမျိုးလုပ်လို့ရရင်ပို့ပြီးတော့ကောင်းမယ်ထင်တယ်။ကိုဒီဆက်တစ်ချက်ပြန်လဲတုံးသက်ဖို့ကိစ္စပေါ့နော်။နောက်အဲ့ဒါဆွေးနွေးတဲ့အချိန်တွေကိုကျွန်တော်တတ်မှတ်ပြီးတော့အားလုံးပြန်ပြီးတော့ညှိနှိုင်းပြီးလုပ်လို့ရအောင်ပေါ့။ ြောင်းနေတယ်ဒီလိုပဲ။ဒါကပါရပုံးကျူးတဲ့ကျင်းလို့ရမယ်ပေါ့။တခုလေးအားလုံးကို focus လုပ်ဖို့ကျွန်တော်တင်ပြလိုပါတယ်။အခုကျွန်တော်တို့ဆွေးနွေးနေတဲ့ကိစ္စရက်ကအမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်တဲ့ကိစ္စဖြစ်ပါတယ်။မျိုးသားပညာရေးဥပဒေချမ်းမဟုတ်တော့ပါဘူး။ရတော်သမ라이ကသမတ်ရေးထိုးပြီးတော့ ထုတ်ပြန်ပြီးသားပါအဲ့တော့ဥပဒေဘိုင်းဆိုင်ရာအချက်အလက်လေးတခုကိုကျွန်တော်တင်ပြချင်တာပေါ့အားလုံးကိုအဲ့တော့ဥပဒေတရက်ကိုကျွန်တော်တို့ကရေးဆွဲတဲ့အခါမှာကိုင်းတွယ်ကျင့်သုံးရမယ် focal ministry concerning department ရှိရပါတယ်ဟောဒီဥပဒေမှာဖွင့်ထားတာကလေဝင်းကြီးဌာနဆိုဒီမှာပြည်တော်စုဆိုရပညာရေးဝင်းကြီးဌာနကိုဆိုဒီနောက်သက်ဆိုင်ဝင်းကြီးဌာနများဆိုတဲ့ definition လည်းဖွင့်ထားပါတယ် နောက်ဥရေတဲမှာနောက်ဆုံးပါတဲ့ဒီဥရေနဲ့ဆက်ဆက်တဲ့ဤဥရေလှုပ်ထုံးလုံးကြီးများကင်တွဲကျင်သုံးဖို့ဟဲ့လားဖွဲ့စည်းအောင်အခြေခံဥရေပုံမှန်ကျွန်တော်တို့60ခွန်ကာကြီးတင့်တင့်အရာအနှင်းထားတာဟာဒီဝင်ကြီးဌာနတွေကိုဖြစ်ပါတယ်အဲ့တော့အခုဟာကအမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေချမ်းကိုရေးဆွဲပြီးတော့လွှတ်တော်တင်သွင်းရမှာဖြစ်ပါတယ်အဲ့ဒီတာဝန်ဟာကျွန်တော်တင်ပြပါရစေ ကျွန်တော်တို့ဒီဥပဒေရအနှင်းထားတယ်ဒါဥပဒေဖြစ်နေပါပြီအနှင်းထားတဲ့ပညာရေးဝန်ကြီးဌာနရဲ့တာဝန်ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ပိုင်းကတော့ခုနတာဝန်ရှိရဲ့ပညာရေးဝန်ကြီးဌာနကဒါကိုပြန်သုံးသပ်တဲ့နေရာမှာကျွန်တော်တို့လွှတ်တော်တွေမှာအဲပြည်သူ့လွှတ်တော်မှာဆိုရင်ကျွန်တော်တို့ပညာရေးနှစ်တင်မှုကော်မတီရှိပါတယ်သက်ဆိုင်ရာကော်မတီပေါ့မြို့သားလွှတ်တော်မှာဆိုရင်ပညာရေးကျန်းမာရေးအမျိုးသမီးနဲ့ကလေးသူငယ်ဆိုင်ရာကော်မတီရှိပါတယ် ဒီကော်မတီတွေကနေပြီးတော့ဟိုတာဝန်ခံဝန်ကြီးဌာနဖြစ်တဲ့ပညာရေးဝန်ကြီးဌာနကဒီပြင်ဆင်တဲ့ဥပဒေကိုဆွေးနွေးတဲ့အချိန်မှာအကြံဉာဏ်ရယူမယ်ခုနကျွန်တော်တို့တွတ်တော်ကိုယ်စားကြီးလဲဦးသိန်းစောလဲဆွေးနွေးပြီးသွားပါပြီကျွန်တော်တို့အဲ့အစ်စ်မှာပါဝင်ဆောင်ရွက်ရမယ်ဆိုရင်လဲတွတ်တော်ဘက်ကတော့ဆောင်ရွက်ပေးမှာပဲအဲ့တာဝန်ခံဝန်ကြီးဌာနကတင်လာတဲ့ဥပဒေချမ်းပေါ်မှာလဲ ဒါလွတ်တော်တင်းရမှာတရားချင်းစီတင်သွင်းရမှာပါတင်သွင်းတဲ့အခါကျရင်ဥရရန်ကော်မတီတွေကအစစ်စစ်ကြားနာမှုတွေရှိပဲအဲ့ဒီချိန်ကျရင်လေကျွန်တော်တို့ဆောင်ရွက်ပေးလို့ရတယ်ဒီဟာလေးကိုအားလုံးကိုရှင်းရှင်းလင်းလင်းဖြစ်အောင်တင်ပြတာပါဒါဟာဥပဒေချမ်းမဟုတ်တော့ပါဘူးဥပဒေဖြစ်ပြီးတော့ဒီဥပဒေကိုပြန်ဆင်ရပြန်လဲပြင်ဆင်ရမယ်ဥပဒေချမ်းတရားကိုပြန်လဲတင်သွင်းရမှာဖြစ်တဲ့အတွက်ကြောင့်မလို့တာဝန်ခံဝန်ကြီးဌာနရဲ့ တာဝန်ပိုင်းဆိုင်ရာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒါတင်ပြလိုပါတယ်ကျေးဇူးတင်ပါတယ်ဟောလေးကျမကျမလည်းနည်းနည်းပေါ့နော်နည်းနည်းလေးမြန်လွှဲနေတာလို့ကိုမျက်ညာနာဆိုလို့ပြောတာခုနကကျမတို့ကအမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေဂျမ်းဆိုပြီးကျမတို့ပြန်လုပ်ပါလေအဲ့တော့ကလေးတွေပြောနေတာကအဲ့ဒီပြင်ဆင်သည့်ဥပဒေဂျမ်းကိုရေးဆွဲဖို့ကော်မတီဖွဲ့ပါဒီ၄ဘွဲကပါတဲ့၅ဦးဆို၅ဦးတောက်ဖွဲ့ဦး အဲ့ဒီအဖွဲလေးဖွဲ့ဖို့ဖွဲ့ပြီးအဲ့ဒီအဖွဲကမှဒီမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေချမ်းကိုရေးရေးပြီးတော့လှတ်တော်ကိုတင်ပါလှတ်တော်မှာဆွေးနွေးပါဆိုပြီးတော့သူတို့ကအဲ့လိုဖြစ်ချင်နေတာပေါ့နော်အဲ့တော့ခုနအဲ့ဒီလိုမျိုးဖြစ်ဖို့ကိစ္စမှာဟိုကျမကျမစန့်စရလိုက်တာကတော့ပညာရေးဝန်ကြီးဌာနကလက်မခံနိုင်ဘာကြောင့်လက်မခံနိုင်လဲဆိုတော့ဒီ7 chess မှာသူတို့မလိုက်နိုင်တဲ့အချက်တွေပါနေတယ်သူတို့မလုတ်ပေးနိုင်တဲ့အချက်တွေပါနေတဲ့အတွက်ကြောင့်မလို့ ဝင်ကြီးဌာနကကိုဟာကိုကိုတပတ်တွင်းရင်းဆွဲပြီးတော့ကိုဟာကိုကိုလွှတ်တော်တင်မယ်လွှတ်တော်မှာကျန်တဲ့လူတွေကိုဟာကိုစွားပြီးတော့လွှတ်တော်ရဲ့ထုံးစံတိုင်းဆွေးနွေးကြလို့ဝင်ကြီးဌာနကပြောနေတာဖြစ်တယ်ပေါ့နော်အဲ့တော့ခုနကကျမတို့ကတော့အဲ့လိုပဲသဘောပေါက်တယ်လေအဲ့တော့ကျမတို့ကဥပဒေလွှတ်တော်နဲ့လုံလို့ဥပဒေချမ်းဒီ government နဲ့လုံလို့အစိုးရအဖွဲ့နဲ့လုံလို့ကျမတို့လိုချင်တာဒီဒီ၁၁ချက်ကိုအခြေခံတော့ ျမတို့လိုချင်တယ်ဆိုတာထက်ကျောင်းသားများလိုချင်တာဒီစက်တချက်ကိုအခြေခံသောအမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကိုလိုချင်တာပါအဲ့ဒီတော့ပညာရေးဝန်ကြီးဌာနတော့ပြပြသသားပြောပြီးခုနကလွတ်တော်သဘောကိုကျမတို့ပြပြသသားသိချင်ပါတယ်ပညာရေးဝန်ကြီးဌာနကဟုတ်ပြီဝန်ကြီးဌာနသူတို့ဟာသူတို့ဆွဲလာတယ်အဲ့ဒီခါကျရင်မင်းတို့ခေါ်မယ် NNI ရနဲ့မင်းတို့ခေါ်မယ်လာကြငါတို့နဲ့ဆွေးနွေးကြပြီးတော့ငါတို့ဒီ ဆက်တချက်ကိုငါတို့ပအောင်လုပ်ပေးမယ်လို့အဲ့လိုလွတ်တော်ကတာဝန်ယူမလားအခုကျမတို့ကပညာရေးဝန်ကြီးဌာနကတော့ကလေးတွေကိုတာဝန်မယူဘူးဆိုတော့ရှင်းရှင်းလင်းလင်းပြောလိုက်ပြီဒါအလားပဲကျမသိတယ်အဲ့တော့အဲ့တော့ပညာရေးဝန်ကြီးဌာနကလက်မခံရင်လွတ်တော်ကလက်ခံမလားကျမတို့အဲ့ဒါကိုသူတို့သိချင်နေတာအဲ့ဒါပါခုနကကျွန်တော်ဦးသိန်းဆွေပါခုနဦးသိန်းဆိုလဲဆွေးနွေးပြပါတယ်ကျွန်တော်တို့လက်ခံနိုင်ပါတယ်အလိုဆုံးပြောမယ်ဆိုရင် ျွန်တော်ထွက်တော်မှာဆွေးနွေးတဲ့အခါကျွန်တော်ပြည်ဆိုင်ဖြစ်နေမှုကော်မတီရှိပါတယ်ဟိုဝိသနာတင်လာတဲ့ဘေဥပဒေချမ်းကိုတွင်ရှင်သူတွေအန်အန်လီယာရောတောင်သားကိုယ်စားလှယ်ရောပါပြီးတော့မှာအချက်ချင်းကျွန်တော်တို့ပြင်ဆင်ချက်ကိုဆွေးနွေးပါမယ်ဆွေးနွေးပြီးတော့မှာကျွန်တော်တို့အတက်နိုင်ဆုံး consensus လုပ်ပြီးတော့မှာပြင်သစ်တင်တဲ့ဥပဒေတွေကိုကျွန်တော်ဒီထဲမှာထည့်ပါမယ်ကျွန်တော်ကလည်းပဲကန့်သတ်ချက်ရှိပါတယ်ကျွန်တော်တို့မပိုင်တဲ့ budget ကိစ္စတွေတခြားဒါဒီကျွန်တော်တို့ executive ကိစ္စတွေကြတယ်တော့ဒါတော့ကျွန်တော်ကသူတို့ချပြပါမယ်ဆက်ပြီးတော့မှာခုနပြောတဲ့ကျွန်တော်တို့မတန်ဆွမ်းတဲ့ကိစ္စတွေ ကျွန်တော် all inclusive ကိစ္စတွေကိုကျွန်တော်တို့လွှတ်တော်အနေမှာညှိနှိုင်းပြီးတော့မှဒါထည့်သွင်းနိုင်ပါလေကျွန်တော်ကျွန်တော်သားတွေမြစ်တာရဲ့ခံကြပါတယ်ဒီမှာပညာရေးဝန်ထမ်းနိုင်မယ်ဆွနေဆွနေထွတ်တော်မယ်ဆွနေဆွနေခင်ဗျားတို့ဖြစ်ရှင်တဲ့အချက်တွေကိုဥပဝင်နည်းဆွနေနိုင်ပါတယ်ထွတ်တော်မှာဆိုရင်တော့တစ်ဆင့်ဟိုဝန်ထမ်းကတင်တဲ့တစ်ဆင့်ကိုကြော်သွားတဲ့ပဲဖြစ်တဲ့အတွက်အချိန်နဲ့နော်ဘာဖြစ်လဲကျွန်တော်ချုပ်နိုင်ပါမယ်ခင်ဗျားတို့ဆွနေတဲ့အချက်တွေလည်းပဲကျွန်တော်ထွတ်တော်မှာအခြေလေဆွနေပြီးတော့မှ NND အောက်ပါပါမယ်တခြားပညာရေးဝန်ထမ်းကလည်းပါပါမယ် ဲ့မှာ discuss လုပ်ပြီးမှကျွန်တော်တို့သဘောတူတဲ့ချက်တွေကိုကျွန်တော်ထွက်တော်နေနဲ့လုပ်ပေးနိုင်ပါတယ်။ဒါလေးကိုလည်းခင်ဗျားလက်ခံပေးပါလို့ကျွန်တော်ပြောချင်ပါတယ်။ကဲရှင်းရှင်းပါပြီ။ရှင်းပါပြီ။အဲ့တော့ခုနကတော့ဟိုကျွန်တော်ညီမတင်တယ်လို့ပြောလို့ပဲပေါ့။ကျွန်တော်တို့သွတ်တော်ကိုရောက်လာရင်သူ့ဆိုင်တဲ့ကိစ္စရပ်တွေနဲ့ဆွေးနွေးတဲ့အချိန်မှာသက်ဆိုင်ရာကိုယ်စားလှယ်တွေအားလုံးပါဝင်ဖို့ရတယ်တော်ဝင် ကျွန်တော်တို့ကတို့လေးဝင်ဆိုင်ဖြစ်လာတော့ကျွန်တော်နားလေတာကဥပဒေချမ်းပြန်ပြင်ဆင်ရေးကိစ္စမှာလေးဝင်လုံးအနေနဲ့ပါဝင်ရေးဆွဲပြီးတော့ဖြတ်တော်ကိုပြန်လဲတင်တင်ဖို့တက်ကိုကျွန်တော်နားလေတာအခုဖြစ်နေတဲ့ဖြစ်စဉ်ကအဲ့ဖြစ်စဉ်နဲ့လွဲချော်သွားတယ်အဲ့တော့ကျွန်တော်တို့ចောင်းသားတွေတောင်းဆိုချက်ဒါရောတာမှားနေပြီလို့ကျွန်တော်ယူဆပါရတယ်ကျွန်တော်တို့တောင်းဆိုတာအခုဘယ်အပိုင်းနှစ်ပိုင်းနေလဲပညာရေးဉာဏ်ကရေးဆွဲမယ် သစ်တော်ကိုတင်တယ်သစ်တော်ကပါဝင်ယူခဲ့ပါလို့ကျွန်တော်တို့ပြောတယ်တာဝန်ယူမယ်တဲ့ပြည်ငိုင်းဝင်တာတာဝန်ယူနိုင်လို့ပြောတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ပြန်တောင်းဆိုချင်တာကကျွန်တော်တို့စက်တက်ကိုကိုင်ပြီးတောင်းဆိုမဲ့ဟိုပြင်ဆင်တဲ့မြတ်ပညာရေးဥပဒေပြန်လည်ပြင်ဆင်ရေးမှာကျွန်တော်တို့လေးပွင့်ဆိုင်ကြီးပညာရေးဝန်ကြီးကရေးဆွဲတဲ့အပိုင်းမှာပထမဆုံးပါဝင်လို့ကျွန်တော်တောင်းဆိုနေတာအဲ့ဒီကပြီးမှအဲ့ဒီကနေပြီးသွားလို့ရှိရင်သစ်တော်ပိုင်းကိုကျွန်တော်လိုအပ်ရင်ကျွန်တော်ထပ်ပါမယ်နောက်ပိုင်းလုံးကျွန်တော်ပါရှင်အဲ့ဒါကိုကျွန်တော်တောင်းဆိုတာပါ ခဏဆရာမျက်နှာဆိုးပြောတဲ့တည်းမှာပါသွားတယ်လीကျွတ်တော့မှဆွေးနွေးတဲ့အခါမှာသက်ဆိုင်ရာဝန်ကြီးဌာနကပါရမယ်ဖိုကယ်တောင်ကြီးရွာမယ်ဆိုတာပါပြီးသားဖြစ်ပါအဲ့ဒီမှာလည်းဆရာတို့ဆွေးနွေးလို့ရပါတယ်အဲ့ဒီမှာသက်ဆိုင်ရာဝန်ကြီးဌာနပါမယ်နောက်အဲ့ဒီမှာလွှတ်တော်အဖွဲ့ကြီးပါမယ်ဆရာတို့အန်အန်ဒီယာပါမယ်ကျောင်းသားကြီးပါမယ်အဲ့ဒီမှာဆွေးနွေးလို့ရပါတယ်ဒါဟိုတက်ပြီးတော့ step တွေပါလေအများကြီးကြော်တာမဟုတ်ပါဘူးဒါကမြင်မြန်ဆန်ဆန်နဲ့ဆောင်ရွက်လို့ရအောင် အဲ့တော့ခင်ဗျားတို့ရေးထားတဲ့ဒီချက်ထဲမှာပဲဥမာနံပါတ်၈အချက်ဆိုရင်ကျောင်းသားပြည်သူများကျင့်သက်သောပညာရေးဥပဒေကြမ်းဤဥပဒေများဆက်ဆက်ဥပဒေများကိုရက်30တွင်ဆွေးနွေးဆွေးနွေးရရှိရမည်ဆိုပြီးတော့ဒီလိုလဲရက်30နဲ့ကျွန်တော်တို့ပိတ်ထားတာကျွန်တော်တို့ကဓာတ်ကိုကြည့်လိုက်တဲ့အခါကျတော့ဒီကျောင်းသားတွေဘက်ကအဲအချိန်ကိုတိတ်ပြီးတော့ပြန်မြင်မြင်လိုချင်လားလို့ဒီလိုစိတ်ထဲမှာတွေ့ပြီးတော့မှဝန်ထမ်းဆရာကြီးနဲ့ကျွန်တော်နဲ့အပေးကြီးလုပ်တဲ့သဘောဖြစ်တာပေါ့လေ။ဒါမှမဟုတ်ဒါကတော့ဟိုခင်ဗျားတို့သဘောပါပဲ။ ဟိုကျွန်တော်ပြောတာကတော့ဒီမစင်ကြယ်ကွန်ပြီးမှဆွေးနွေးပြီးရင်လည်းထပ်ပြီးတော့ဟိုမှာထပ်ဆွေးရအောင်ပါပဲအဲ့တော့ကြောက်လို့ဒါဟိုဟိုမှာတခါလဲဆွေးနွေးလိုက်ရင်တခါလဲနဲ့1 page တင်းနဲ့ပြတ်သွားတာဖြစ်တာဆိုတော့ကျွန်တော်သင်ပြချင်ပါတယ်အဲ့ကျွန်တော်တို့အပိုင်းကတော့ပြောတာရှင်းပါတယ်ကျွန်တော်တို့စီကိုတကယ်လို့ဘီလ်ရောက်လာရင်လည်းဘီလ်ကတော့ကျွန်တော်တို့ရဲ့ထုံးစံအတိုင်းပဲဘီလ်ရောက်ပြီဆိုရင်ကျွန်တော်တို့တရားဝင်ဖွဲ့စည်းထားတဲ့ဥပဒေကြမ်းကော်မတီအတီးတီးကိုသွားတယ် ရောက်လာတဲ့အချိန်မှာပြည်သူ့လွတ်တော်ပထမရောက်မလားအမျိုးသားလွတ်တော်ရောက်မလားအမျိုးသားလွတ်တော်ကပုဂ္ဂိုလ်လို့အမျိုးသားလွတ်တော်ရဲ့ဥပဒေကြောင့်ပြီးလို့ရှိရင်ပြည်သူ့လွတ်တော်ရဲ့ဥပဒေကြောင့်ပြီးလို့ရှိရင်ပြည်တော်စုမှာဆွေးနွေးတယ်အဲလိုဆွေးနွေးတဲ့အချိန်မှာဥပဒေကြောင့်ကော်မတီတွေကနေဆွေးနွေးတဲ့အချိန်မှာယခုလဲကျွန်တော်တို့ဥပဒေကြောင့်ကော်မတီဆွေးနွေးပွဲတွေမှာသက်ဆိုင်ရာတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကိုကျွန်တော်တို့ဖိတ်ကြားပြီးတော့မှပဲကျွန်တော်ဆွေးနွေးရခြင်းလည်းဖြစ်ပါတယ်ဒါတော့ဒီနေ့မှာလဲကျွန်တော်တို့ဒီဟာတွေဆွေးနွေးမယ်ဆိုရင်လဲကျွန်တော်တို့ဖိတ်ကြားပြီးတော့မှဥပဒေကြောင့်မှကျွန်တော်ဆွေးနွေးပြီးတော့မှ တကယ်ကျွန်တော်တို့ဘေကိုဆက်ပြီးတော့ဒီတော်သူလွတ်တော်ကြီးတွတ်တော်အသီးသီးကိုတင်သွားဖို့ဒီလိုဆောင်ရွက်ရမှာလို့ကျွန်တော်တို့ဒါပြောလိုပါအော်ဟိုနာကျောင်းသားတယောက်တင်ပြလို့ပဲမူအဖြင့်သဘောတူတူဆိုတာကို တော့လက်ခံလိုက်ရင်တော့ကျွန်တော်ရှေ့သွားလို့ရပါတယ်။ဘူအပြင်းသဘောတူပြီးဆက်လက်ဆွေးနွေးမှုဆိုတာကိုလက်ခံလိုက်ရင်ကျွန်တော်နောက်တစ်ခုဆက်သွားလို့ရတယ်။ဆိုင်ရုပ်ဘက်ကလည်းနည်းနည်းဘယ်လိုသဘောထားရှိလဲအဲ့ဒါလေးပြောပြပါဦး။ဒေါက်တာဆိုင်ဒေါက်တာတင်လိုက်သင်ပြတဲ့အောင်စဉ်းစားကြည့်ရှင်ပါ။ ော်မတီဖွဲ့ပြီးတော့ပြင်ပြင်ဆင်တဲ့ကော်မတီလေးဖွဲ့ပြီးတော့ဆောင်ရွက်ရဆိုရင်ပညာရေးဝန်ကြီးဌာနကိုလည်းကူညီရရောက်တယ်။ဟာတကမကျင်းတတ်လို့ကန့်ကွက်ဆန္ဒပြတာလည်းမဖြစ်တော့တခါတည်းပါဝင်ပြီးသားပါဝင်ပြီးသားဖြစ်တဲ့ဦးချမ်းကိုတင်တာအကောင်းဆုံးလို့ထင်ပါတယ်။အဲ့တော့ဆရာကြီးဒေါက်တာတင်လိုက်အကြံပေးသလိုအဲ့ဒီပြင်ဆင်တဲ့အဖွဲ့ပြင်ဆင်တဲ့အဖွဲ့လေးကိုအားလုံး၄ဘွဲ့အားပါဝင်ပြီးတော့ပြင်ဆင်တဲ့အဖွဲ့ဆိုရင်ဒါအဲ့ဒီကနေတင်ပြရင်ပိုကောင်းတယ်လို့မြင်ပါတယ်။ဒါအကြောင်းသားတွေ သင်ပြတာလည်းဒီလိုပဲလို့မြင်ပါတယ်။ဒီတန်းချင်းနဲ့တင်ဟင်းတင်းနဲ့အော်ကျွန်တော်ကအမှန်တကယ်ကျွန်တော်ဒီကနေ့ဆက်ပြီးတော့ အင်္ဂါကျွန်တော်တကူတော်ပြောချင်တာကျွန်တော်တို့မနက်ကစပြီးတော့ဒီနေ့ညနေ9နာရီခန့် pre connection ကိုကြောက်ကိုဆွေးနွေးတယ်နော်ဆိုတော့ကျွန်တော်သိထားရရွေးချက်ကဘာလို့ pre connection ကိုဆွေးနွေးလဲဆိုတော့အချက်ဆက်လက်ချက်ကိုလေးဝင်ဆိုင်ညှိနှိုင်းတဲ့အခါမှာမူကိုကကျွန်တော်ဟိုတော်တော်လုံးကြီးကြီးအလုံးဝင်ပြီးတော့အောင်ကျွန်တော်တို့ဒါကိုဆွေးနွေးလို့နားလည်ထားတယ်အကယ်၍ဒါကျွန်တော်တို့ကတွတ်တော်မှလာဆွေးနွေးမယ်ဆိုရင်ဒီ pre connection ကမလိုရတော့ကျွန်တော်သိတာတော့အဲ့တော့အမှန်တော့ကျွန်တော်တို့စံနာရရဆိုရင်ကျွန်တော်နှစ်ပိုင်းလုံးမှပါနိုင်ပါခြင်းတယ် ။ဘာလဲဆိုတော့ဒီဝိညာဏဒီ dress ဆွဲတဲ့ခါမှာလည်းကျွန်တော်ပါခြင်းပါတယ်။ဒီလွတ်တော်မှာလုတ်တဲ့ခါမှာလည်းကျွန်တော်ပါခြင်းပါတယ်။ဆိုတော့အဲ့ဒီအရာမှလည်းပို့ပြီးတော့ကောင်းမွန်တဲ့ဥပဒေတစ်ခုထွက်လာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။အားရကျစဉ်းစားပြည့်စုံခြင်းလေ။ပါလေ။ Hello ။အင်္ဂလိပ်ဘက်ကလေဒီကျွန်တော်တို့ဒီ draft မှာမပါဘဲနဲ့ bill ကြောင့်မှသာလေကျွန်တော်တို့ဝင်ဆွေးနွေးဆိုပြီးတော့အင်္ဂလိပ်တလူစဉ်းစားတဲ့နေရာမှာအင်္ဂလိပ်အကြောင်းပြချက်ကအချိန်ကြာကြာမှုကိုချုပ်ညင်လို့ဆိုတဲ့အကြောင်းပြချက်တစ်ခုလည်းလာမသိဘူး။ ကျွန်တော်ရှင်းပြပြပြီလေကျွန်တော်တို့ကဟလာခုနကဒီဘက်ကရောအကုန်လုံးကဟလာဒီမှာပါတဲ့စက်တစ်ထည့်လုံးထဲမှာအားလုံးကဟို budget လို့ကိစ္စမျိုးလို့ဥမာပဲအဖြစ်အဲ့ဒါကဒီဘက်ကလွတ်တော်ကိုယ်စားလှယ်နဲ့လေးဝန်ဆိုင်ပြန်တက်လဲဒီဘက်ကအဖြေပေးဖို့အခက်အခဲရှိတယ်ဆိုတော့ကျွန်တော်တို့သိရတယ်။ဘာကြောင့်လဲဆိုတော့ဒါတွေကြတော့အများနဲ့ဆုံတွေ့ရတာ။ဒါကကျွန်တော်တို့အကျိုးဆုံတွေ့ဘက်မှာလည်းဒီလိုသိရှိရတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကဒီမှာ လေးပွင့်ဆိုင်ဆွံ့တွေးပေမဲ့ဒီဆက်ပြီးတော့ဆွံ့တွေးပေမဲ့လေကျွန်တော်တို့ပြတ်မှာလည်းမဟုတ်ဘူး။ဘာလို့လဲ၁၁ချက်ကိုပဲအခြေခံထားတဲ့ကြောင့်မပြတ်နိုင်ဘူး။မပြတ်နိုင်တဲ့ကြောင့်ကျွန်တော်တို့ကနောက်ဆုံးအဆုံးဖြတ်ဖြစ်တဲ့တုတ်တော်ကအကောင်ဆုံးပဲဖြစ်တယ်။ဘာကြောင့်လို့ဆိုတော့တမရာကြီးတော်မှာတဝန်လာမှာပြင်ဆင်ချက်ကို25ချက်ပို့တာ16ချက်ပဲသဘောတူတာလေ။တမရာကြီးရဲ့ပို့ပေးဖို့ကြတဲ့တော်မှာအကုန်လုံးကျွန်တော်တို့သဘောတူတာမဟုတ်ဘူး။ဒါကြောင့်မလို့ကျွန်တော်တို့ဘက်ကပညာရေးဝန်ကြီးဌာနနဲ့ဒါတွေဆိုရင်တော့ပိုးတော်မှအစိုးမှာပေါ့နော်။ အများကြီးပြင်ပလိုက်မှာပဲအဲ့တော့ဒါတွေကကျွန်တော်တို့ကဒီဘက်မှာကျွန်တော်တို့မှာဟိုတော်တော်လေးအချိန်တွေလည်းအများကြီးယူခဲ့ပြီဒါကြောင့်မလို့အချိန်ချုံပဲဒါပေမဲ့အေဂျင့်ဆိုပညာသင်ကြားရေးနဲ့တချို့ဒီဟိုတနေ့ကဆိုရင်ဟိုမှာနေပြီးတော့မှာဆွန်တွေတို့ကဒီထက်အကြောင်းသားတယောက်ကပြောပါတယ်အာလုပ်ရင်မြန်မြန်လုပ်ပါအချိန်အချိန်ကကျွန်တော်တို့ဆောင်ပွဲတွေရှိသေးတယ်မြန်မြန်ပြီးကျင်တယ်ဆိုပြီးတော့မှတယောက်ထပြီးတော့မှအဲဒီတော့ကဆွန်တွေတာရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကလူကြီးတွေလည်းတင်ပြတဲ့အခါကျတော့လူကြီးတွေကလည်းအာဒါဆိုလို့ရှိရင်တော့ကလေးတွေ အစဉ်ပြေအောင်မြန်မြန်ဆန်ဆန်ဖြစ်ဖို့အရေးကြီးတာကကလေးတွေရဲ့အန်တီမရီမှန်းချက်ပေါ့အန်တီမရီမှန်းချက်ကအမျိုးသားပညာရေးဥပဒေကိုပြင်ဆင်နေတာပဲပြင်ဆင်နေတာကိုလူကြီးတွေအားလုံးကပြင်ပေးမယ်လို့မူဝါဒဖြင့်အကုန်သဘောတူတာပဲဒါမှမဟုတ်ကျွန်တော်တို့ကအသေးစိတ်ဒီသေးတွေကြတဲ့အခါကျတော့အဲ့ဒီမှာဆွံ့နေခြင်းကတခါတည်းနဲ့တစ်ချိန်နဲ့နဲ့ဒဗရိတ်ထဲနဲ့ပြတ်သွားတယ်ဒါမှမဟုတ်ကျွန်တော်တို့ကဒါအကောင်းဆုံးနီလန်းကိုကျွန်တော်တို့ကဆွံ့နေတင်ပြခြင်းဖြစ်ပါတယ်ကျွန်တော်တို့အပိုင်းကတော့ဒီလိုပဲသွားမှသာလျှင်ခေါင်းတော်အားလုံး အပြင်မှာမိဘတွေလည်းဆိုရင်ကလေးတွေလည်းဆိုရင်ဆိုတဲ့အနေထားလေးတွေကနေပြီးတော့မှအားလုံးကအေးအေးချမ်းချမ်းနဲ့ဒီ process ကဆက်ပြီးတော့မှသွားမှဖြစ်ပါတယ်လို့တင်ပြရပါတယ်။တခုလေးပါခင်ဗျာ။ဟုတ်ကဲ့။ဆရာကြီးဦးဒေါက်တာတင်လိုင်အောင်ကျွန်တော်ပန်ချားကြရလေးတခုရှိပါတယ်။ With all due respect ပါ။ဟုတ်လေးပွင့်ဆိုင်ဖိရင်လာလို့ရတယ်တက်လို့ရတယ်ပူပေါင်းလို့ရတယ်။လွတ်တော်ဒီဥပဒေကျူးတဲ့အဖွဲ့အစည်းမဟုတ်လို့ဥပဒေတင်သွင်းမဲ့နေရာမှာပြန်ပြီးကော်မတီနဲ့ပြန်ပါလို့မရဘူး။ drafting ကော်မတီမှာတော့ပါလို့မရဘူး။ဒါလွတ်တော်ရဲ့ကန့်တချက် ဒါပေမဲ့ဖူးပေါင်းဆောင်ရင်ဆွေးနွေးမယ်၊ကုညီမယ်၊လေးမဆိုင်ပိတ်တိုင်းလာမယ်ဥပမာအဖြစ်ကျွန်တော်ကတရားဝင်ကော်မတီမှာအုတ်ချိုရေးအာဏာပိုင်းကလွတ်တော်နဲ့ပေါင်းပြီးတော့ဒီဘက်ကတင်မဲ့ဥပဒေကိုဖူးပေါင်းဆောင်ရင်ကျွန်တော်အဲ့ဒါတွားရောအချိန်ကောင်ဥပဒေနဲ့တော့မညီတော့ဘူးအဲ့ဒါလေးတခုတော့ကန့်သက်ချက်ရှိပါတယ်ဖူးပေါင်းကော်မတီမှာတော့ပါလို့မရဘူးဖူးပေါင်းကော်မတီကသုံးခွင့်ရပဲပြီထားကြလွတ်တော်ကတော့အစည်းအဝေးကိုဖိတ်ရင်လာပေးလို့ရတယ်ဖူးပေါင်းဆောင်ရင်လို့ရပါတယ်လို့ပြောချင်တာပါဖူးပေါင်းတော့ကော်မတီထဲမှာထည့်လို့မရပါဘူးခင်ဒါလေးပါ ကျွန်တော်ရဲ့ကန့်တက်ချက်ကလေးပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့နားလည်လိုက်ပြီအာဝနားလည်လေဆိုတော့ဒီကနေ့တဏီုံဆွေးနွေးတဲ့အချိန်မှာကျွန်တော်တို့လေးပိတိုင်ကျေးဇူးဆွေးနွေးရအောင်အလွဲသုံးကလောက်ခံရတယ်လို့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တောင်းဆိုတာဒီစက်တချက်ကိုကင်ပြီးတော့အမျိုးသားပညာရေးဥပဒေပြင်ဆင်တဲ့အပိုင်းမှာအတူတူရေးဆွဲပြီးကျွန်တော်တို့ပွားဖို့လေးပိတိုင်ကိုတောင်းဆိုနေတာအဲ့တော့အခုကျွန်တော်တို့နားလည်လိုက်တာပညာရေးဥပဒေကဏ္ဍက သူတို့ဘက်သူတို့တီးပြီးသူတို့ဘက်သူပို့မယ်ကိစ္စကျွန်တော်ကအဲ့ဒီအချိန်မှာကျွန်တော်တို့ပါတင်လို့ကျွန်တော်တောင်းဆိုတာဒီစက်တဲ့ချက်ကိုကံပြီးကျွန်တော်တို့အတူတူရေးဆွဲမယ်ပြန်ပြီးတော့ကျွန်တော်တို့တုံးတက်မယ်အဲ့ဒါတွေကိုကျွန်တော်ကြည့်ရလေတိုင်မျိုးအခုလိုကျွန်တော် pre condition တွေကျွန်တော်ဆွေးနွေးကြတာခုနပိုင်းလို့ပြောရင်ကျွန်တော်ဒါတွေပြောဖို့မလိုအပ်ဘူးအဲ့လိုခဏလေးပါ ခုနဆိုအန်ကယ်ပြောတာရှိတယ်အမ20ရာခိုင်နှုန်းဘာကျက်20ရာခိုင်နှုန်းဆိုရင်လွတ်တော်ဒုဆုံးဖြတ်လို့မရဘူးဒါလွတ်တော်ကဘာကျက်ကဆုံးဖြတ်မှာဒါကြောင့်ကျွန်တော်လက်ခံပါတယ်အဲ့တော့ဟုတ်ပြီဒီဥပမာတို့ဒီလိုထည့်လို့မရဘူးဆိုရင်တို့တိုင်းပြည်ရဲ့ပညာရေးအသုံးစိတ်တစ်ပြည့်နဲ့မြင့်တောင်တို့ဘယ်လိုလုပ်မလဲဒါတိတက်လုပ်ငန်းရှင်တစ်ခုနဲ့သွားမယ်ဟုတ်ပြီအကျုံးဝင်ပညာရေးစနစ်မှာဒီဥပမာဒီဒိတ်ထည့်ရေးလို့မရဘူးဒါဆိုရင်တို့ဆက်ဆက်ဥပမာဘယ်လိုလုပ်မလဲအဲ့တော့တခါလေကျွန်တော် program ministry ဖြစ်တဲ့ပညာရေးဝန်ကြီးနိုင်ငံတခါလေတိုင်ပြီးပြီးသွားလိုက်မှာဆိုရင်ဒါပို့ပြီးရတာမှကျွန်တော်ကပိုကောင်းမယ်ဆက်ဆက်ဥပမာလည်းကျွန်တော်တို့ဟိုတခါလေလွှဲပြီးရဖြစ်သွားမယ်နောက် ဟိုတော်လွတ်တော်ရောက်တော့ခမလွတ်တော်မှာသွားပြီးတော့လွတ်တော်ကိုယ်စားလှယ်ထက်ဆွေးနေမှာဒါဆိုရင်ပိုကောင်းမွန်နေနေတာတခုဖြစ်တာပဲခင်ဗျာ